မင်္ဂလာပါရှင်ကျမတို့ Rapico သတင်းဌာနကကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်သူဖန်စစ်ကြေးောက်တဲ့မြင်းကြံမျိုးအဝင်ကစစ်တပ်ကတိုက်ခိုက်ခံရပြီးဒေဆုံးသူတွေရှိနေဆိုတဲ့သတင်းဖြစ်ပါရရှင်မန္တလေးတိုင်းမြင်းကြံမျိုးနဲ့ခေါင်းခွဲကြီးရွာနဲ့ကံရွာကြီးရွာကြားကစစ်တပ်ကစခန်းကိုတိုက်ခိုက်ခဲ့တယ်လို့မြောင်ဒရုန်းချခင်စိန်ကဒီနေ့မှထုတ်ပြန်ထားပါရရှင်မြောင်ဒရုန်းကြားခင်စိန်နဲ့အတူတော်လန်ရေးတပ်တွေက နိုဝင်ဘာလ13ရက်နေ့ကမြင်းကြံမြို့အနီးကစစ်တပ်ခိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြောင်ဒုံကြခင်စိန်ကအဲ့ရိတ်ကမြင်းကြံမြို့နဲ့ညီတော့ပြည်သူတွေပေါ်စက်ကြီးကောက်တာကျန်းနေအဖမ်းစီကျန်းနေပြည်သူကိုအမျိုးမျိုးပါပဲဒုက္ခတွေပေးတာကတော့လို့ဆိုထားပါတယ်။စစ်တပ်ဘက်က9ဦးခန့်တိစုံလိုက်ပြီးထိခိုက်ဒဏ်ရာရရှိသူများတဲ့အတွက်စုတ်ခွာခဲ့တယ်လို့စစ်ကူစစ်ကရောက်လာတဲ့အတွက်တော်လန်ရေးတပ်တွေကပြန်လည်စုတ်ခွာခဲ့ရပါတယ်လို့ဆိုပါတယ်။ စစ်တပ်ဘက်ကတိုက်ခိုက်ခံရပြီးနောက်စစ်ကူတွေရောက်ရှိလာပြီးအဲ့ဒီစခန်းကိုပြန်လည်တပ်ဆွဲထားတယ်လို့သူကစပြောထားပါဗျ။စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ရမှာလိုအပ်တဲ့ထောက်ကူပစ္စည်းတွေကိုဖြည့်တင်းနိုင်ဖို့အတွက်ဝိုင်းဝန်းကူညီပေးကြဖို့မြောင်ဒရုန်းကြောက်ခင်စင်တာဝန်ရှိသူကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနှင့်အတူ Justice Warrior တပ်ဖွဲ့မဟာမိတ် drone တပ်ဖွဲ့များဖြစ်ကြတဲ့ MDF မြောင် drone ချခင်စိန်တပ်ဖွဲ့ Revolutionary Air Force ဒေါမင်းကြီးတက်ဖွဲ့မြင်းကြံခရိုင်မှတ်၁၁တရင်လယုံတက်925ပျောက်ကြားတက်ဖွဲ့မစွန်ဖီခော့ဒရုန်းထီးနဲ့အာမန်တေပျောက်ကြားတက်ဖွဲ့တို့ကပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သတင်းရရှိပါရှင်